ို့ကစွန့်စားထားတာပြပအာချောင်ဖို့လေဟမ်မင်းတို့မအေလူးမြောက်ဆဲကျင်လို့လေသိလားဟမ်တချို့ကကြားရနီးနေကိုနိုင်ငံခြားအောက်ထွက်ပြီးတော့အာချောင်နိုင်အောင်လေပြပကနေအာမချောင်နဲ့အာမချောင်နဲ့မလို့အဲ့လိုအာချောင်နိုင်ဖို့စွန့်စားထားတာအဲဘယ်တော့ပဲဖြစ်ဖြစ်ခံယူထားဟောမိုက်ခံယူထားတာတခုရှိပါတယ်အဲဘယ်လိုပဲဖြစ်ဖြစ်စိတ်ခံစားချက်ကြောင့်ဘလို့အရာတွေပဲမှားခဲ့တယ်ရှိတော့ဗောနော်အဲကိုကိုကိုခံယူထားတာတော်လိုင်းရေးအတွက် ဆေးမဖြစ်ချင်နဲ့အစိတ်တော့မဖြစ်စေရဘူးလို့အငြင်းရန်ခံယူထားပါတယ်။ငါဟာလေးစားခံဖို့တော်လန်ကြီးလုပ်နေတာမဟုတ်ဘူး။ငါဟာသူရဲကောင်းဖြစ်ချင်လို့တော်လန်ကြီးလုပ်နေတာ မဟုတ်ဘူး။ငါဟာချမ်းသာချင်လို့တော်လန်ကြီးလုပ်နေတာမဟုတ်ဘူး။ငါဟာလူအထင်ကြီးအောင်လို့အာနာမက်လို့တော်လန်ကြီးလုပ်နေတာမဟုတ်ဘူး။ ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ26ရက်နေ့ဖြစ်ပါတယ်ဒေါ်လာနဲ့ပတ်သက်တဲ့သတင်းဥတင်အချူသတင်းကောင်းတွေကိုရုံစွာနှာစင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုကို reaction လုပ်ပေးပါမယ်ပထမဆုံးသတင်းတွေကတော့မကွေးတိုင်း6မြို့နယ်အာမှာပေါ့နော်စက်သား၄ဦးအာတနက်တက်လက်ယူလာပြီးတော့မှအလင်းဝင်ရောက်ခဲ့တဲ့အကြောင်းကို6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားကနေပြီးတော့မှတောင်းဝရှိသူတူကပြောပါတယ်နိုဝင်ဘာလ22မှ5ရက်နေ့မှာစစ်တပ်ကနေပြီးတော့မှစက်သား၄ဦးကတနက်တက်လက်ယူလာပြီးတော့မှ6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖားထံကိုအလင်းဝင်ရောက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ် အဲ့လိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်သား၄ဦးမှာတနက်တလက်နဲ့ KNU ဆောင်လာတဲ့တကြောင်မလို့6မြို့နယ်ပကပကနေပြီးတော့မှကွန်ပျူတာစုငွေချင်းမြင့်ပေးခဲ့တဲ့ကြောင်လည်းသိရပါတယ်။ဆိုတော့6မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တန်ကိုချိတ်ဆက်ပြီးတော့မှစစ်ကောင်စီတပ်သား၄ဦးကလက်နက် KNU နဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့အတွက်ကွန်ပျူတာစုငွေချင်းမြင့်ပေးခဲ့တဲ့ဆက်လက်ပြီးတော့မှအလင်းဝင်ရောက်လာမဲ့သူတွေကိုလည်းဖိတ်ခေါ်ပါတယ်ဆိုပြီးတော့မှ6မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကပကနေပြီးတော့မှတာဝန်ရှိသူတူကပြောပါတယ်။ဆိုတော့အများဆုံးအလင်းဝင်လာတာကောင်းပါတယ်ခင်ဗျားတို့အတွက်လည်းပြောမယ်ဆိုရင် ပြည်သူစစ်သားလည်းပြီးတာသွားမယ်ပြည်သူတွေရဲ့မေတ္တာတွေရပြည်သူတွေရဲ့အချစ်ကိုလည်းပြန်ရမယ်ဆိုတော့ခင်ဗျားတို့ဒီလိုမျိုးအလင်းဝင်လိုက်တာကတစ်ချက်ခုပဲနှစ်ချက်မဟုတ်ပါဘူး၃၄ချက်တိပြတ်ပါတယ်ဒါလေးကလည်းတည်ငောင်းလေးဖြစ်ပါတယ်နောက်တစ်တဲ့နေ့ကတော့မကွေးတိုင်းမင်းတို့မြို့နယ်မှာအချမ်းဘတ်ဆက်တက်တဲ့ပူပေါင်းမျိုးတို့မှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေမူရစေးရောင်းဝယ်မှုတွေလှုပ်ဆောင်နေတဲ့ပြည်သူ့ထိကောင်းဆောင်ရဲ့တပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးခဲ့တဲ့အကြောင်းကိုတရက်ခေ MLA တည်ရင်ကတည်နေပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောပါတယ် နိုဝင်ဘာလ22ရက်နေ့နနက်7နာရီခန့်အချိန်မှာမင်းတို့မြို့နယ်ရောင်းမင်းသားကြီးရွာမှာနေထိုင်တဲ့အချမ်းဘက်ဆက်တဲ့ပူပေါင်းပြီးတော့မှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေမူရစ်ဆေးရောင်းဝယ်မှုတွေလုဆောင်နေတဲ့ပြည်တော်ရေးကောင်းဆောင်ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးကို PDF တက်ဖွဲ့ကပသိမ်မုံရလမ်းမိုင်းမှာမူရစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးဒါကျွန်တော်တို့ခဲ့တာပေါ့နော်ဒါကိုလည်းသိရတယ်ပေါ့အဲ့လိုမျိုးဖမ်းဆီးရပြီးတဲ့ပြည်တော်ရေးကောင်းဆောင်ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးထံကနေပြီးတော့မှမူရစ်ဆေးပြော WY အလုံးကြီး1000အာအာ တင်စီရရှိခဲ့ပါတယ်။ဒါ့အပြင်နေသွေးဆိုသူကပသိမောင်ရလမ်းဘက်မှာခီးသွွားပြူတွေထံကနေပြီးတော့မှဆက်ကြီးတောင်းပြီးတော့မှ GR ထဲမှာရှိတဲ့ jumper set တဲ့ဒူလူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးခြင်းတွေလှုပ်ဆောင်နေတာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။ကောင်းပါတယ်ဒီလူကောင်ကိုဒါကျွန်တော်တို့ဖမ်းလိုက်နေတာကောင်းတယ်။ဒါပေမဲ့ကျွန်တော်တို့ဖမ်းမိစေချင်တာဒီလိုမျိုးမဟုတ်ဘူး။အရှင်ဖမ်းမိတာမျိုးမဟုတ်ဘူး။ဒီကောင်တွေကိုအဖေဖမ်းမိတယ်ဆိုတော့ဥစ္စာမျိုးပဲပြည်သူကကြားချင်တာကျွန်တော်တို့ဆိုလည်းဒီလိုမျိုးပဲကြားချင်ပါပဲပြည်သူလည်းဒီတိုင်းပဲကြားချင်ပါပဲအဲ့တော့နောက်တစ်ခါဆိုရင်တော့ခင်ဗျားတို့ဟို အရှင်မိလေဗျာအသိဖမ်းမိတယ်ဆိုပြီးတော့မှဘင်းထည့်ပြီးတော့မှအသိဖမ်းမိတယ်ဆိုပြီးသတင်းပို့နော်ဒါဒါတော်လိုင်းမီဒီယာတွေကိုသတင်းပို့ဗျာဒီလိုမျိုးလေးပေါ့ဘာပဲပြောပါအဲဒီမရှင်ကိုတာဝန်ခြေစာလောက်ဆောင်ခဲ့တဲ့ညီကိုတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်နော်ဒီခွေးသားသားတွေကိုတော့ဒီအရှင်ဖမ်းတာတော့နည်းနည်းတော့အနေငယ်များတာပေါ့ဂယူးဆိုင်ပြီးတော့မှထိမ့်သိမ့်မှယူးဆိုင်ပြီးတော့မှဒီကောင်တွေကိုဖမ်းထားပါပေါ့နော်ဒါလေးကိုကျွန်တော်ပြောချင်တယ်ဗျပျံလွတ်တာမျိုးလည်းမဖြစ်စေချင်လို့ပေါ့နော်နောက်ထပ်သတင်းလေးကတော့ဒါကျွန်တော်တို့ဒါကျွန်တော်တို့ အချမ်းဘတ်ဒုစစ်ကောင်းဆောင်စိုးဝင်းကစစ်ဦးစီးရာရှိချုပ်၄ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ဆိုတဲ့နွားကိုအရက်ဘက်ဝင်းကြီးဌာနဘက်ကိုပြောင်းရွှေ့လိုက်ပြီးတော့မှတက်မတော်လေးကဗိုလ်ချုပ်ထိုးဝင်းကိုအစာတို့ခန့်လိုက်တဲ့အကြောင်းကိုလေတက်အတိုင်းဝဲကစီဒီအမ်ဗိုလ်ကြီးဒါကျွန်တော်တို့ဒါအဲ့အတိုင်းဝဲကလည်းပြောသလိုစီဒီအမ်ဗိုလ်ကြီးဇင်ယော်ကလည်းပြောတယ်ပေါ့နော်အနောက်မြောက်တိုက်စစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးဆိုတဲ့ကောင်ကိုလက်လက်ပေးလိုက်ရုံမှုတွေ အဆက်စင်ရဲ့တာဝန်မကျေမမွေနဲ့ခွေယူစစ်စစ်စစ်မှာစေဦးစီအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နဲ့ပတ်သက်တဲ့အရှုပ်တော်ပေါ်နေပေါ်ပေါက်လာတာပေါ့နော်။ကောင်းရောပေါ့နော်။အဲဒါကြောင့်မလို့စေဦးစီအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ဆိုတဲ့နွားကိုစစ်တပ်ဘက်ကရာတူနော်အဲ့ရနဲ့အနာပေးပြီးတော့မှနိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်တဲ့အကြောင်းပေါ့နော်။ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ရဲ့ရာတူနေရာဖြစ်တဲ့စေဦးစီချုပ်အရာရှိချုပ်လေးရာတူကိုတပ်မတော်လေးကဗိုလ်ချုပ်ညာကျွန်တော်ထုံးဝင်းကိုအစားတို့ခန့်လိုက်တဲ့အကြောင်းလည်းသိရတယ်ပေါ့နော်။ဆိုတော့ ဘလို့ဖြစ်လဲဆိုတော့ဒီကောင်တွေကတပုတ်ဦးလေးလိုဖြစ်နေတာဒီကောင်တွေမှာဗျာလက်ပီးလက်ယူနေကင်းတဲ့စစ်သားဆိုတော့ရှားတယ်လက်ချိုးရည်လို့ရတယ်အကုန်လုံးကြီးပါအဲ့လက်ပီးလက်ယူမှုနဲ့ပတ်သက်ပြီးတော့မှအဲ့ငွေကြေးခေါ်ဝါချမှုတွေနဲ့ပတ်သက်ပြီးတော့မှဒီကောင်တွေရဲ့ပိုင်ဆိုင်မှုကိုစစ်ကြည့်လိုက်မယ်ဆိုရင်ဒီကောင်တွေငွေမဲကနေငွေဖြီးလုပ်ထားတဲ့ကောင်တွေကြီးပဲတကောင်မှပြောမယ်ဆိုရင်ဟိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှဘာမှနားလေတဲ့ကောင်တွေမဟုတ်ဟိုဟာထုတ်ရောင်းဒီဟာဖြုတ်ရောင်းဟိုဟာခုတ်ရောင်းဒီဟာလဲရောင်းเนาะအဲ့လိုမျိုးပဲလုပ်ခဲ့တဲ့ကောင်တွေကြီးပဲဆိုတော့ဘာမှမထူးပါဘူးအခုကြည့်လေ ဇာတိတာမကောင်းတဲ့ကောင်ကိုအရက်ဘက်ကိုပို့တယ်။အော်အေးကောင်းရောပေါ့။နိုင်ငံကိုအုပ်ချုပ်မဲ့ဟိုပြောမယ်ဆိုရင်ဒီကျွန်တော်တို့ဒီလက်ရှိပေါ့ဗျာဒါကျွန်တော်တို့ဒါနိုင်ငံခြားရေးဝန်ကြီးဆိုရင်ဒါနိုင်ငံတကာနဲ့ပြောရမှာကွာနိုင်ငံတကာနဲ့ပြောရမယ့်ဥစ္စာကိုတခိုးကိုသွားထားတယ်ဆိုတော့အော်တခိုးနိုင်ငံခြားရေးဝန်ကြီးဖြစ်သွားတာပေါ့အေးကောင်းရောပေါ့။မင်းတို့ကောင်တွေကလုံလိုက်ရင်တကယ်ကွာတကယ်တကယ်တကယ်တော်တော်ဆွဆွရွားရည်ပဲဒါကြောင့်မို့လို့လေမင်းတို့ဟိုအချင်းချင်းမင်းတို့အထပ်ပါအောက်ဖိနေဟိုလူကိုဖားလိုက်ဒီလူကိုဖိလိုက်နေမင်းတို့အထပ်ပါအောက်ဖိတက်မတော်ကြီးကိုဖြစ်နေတာပေါ့ ဒါကြောင့်မို့လို့လည်းပြည်သူပါဆက်ဖျားနေပြီးတော့မှရွှေစရာကောင်းတဲ့တပ်မတော်ဖြစ်နေရမဆန်းပါဘူးနော်။ဟုတ်ကဲ့ပါ။ဆိုတော့နောက်ထပ်သတင်းလေးနှาศင်ကြည့်အောင်။ဒါကတော့မကွေးတိုင်းနမောက်မြို့အတွင်းမှာစစ်ကြောင်းထိုးပွေရထွက်လာတဲ့စစ်တပ်ကိုကြားရတက်ခဲ့ရမှာစစ်သား၁၀ဦးသေဆုံးခဲ့တဲ့အကြောင်းကိုပြည်သူ့ကော်မတီတပ်မတော်အမတ်၉၃၃တပ်ရင်းကတပ်ရင်းမှုဘူအောင်ကပြောပါတယ်။နိုဝင်ဘာလ၂၂မှ၅ရက်နေ့နနက်၈နာရီ၂၁မိနစ်ကအချိန်မှာနမောက်မြို့နယ်ကြောက်တန်းကျေးွာအနီးမှာ တို့တုံးလုံးကိုတော့လမ်းဆောင်ပါเนาะအဲ့ရနေပြီးတော့မှတရချောင်းကန်လာကြီးရဘက်ကိုအင်အား80ကန်နဲ့စစ်ကြောင်းထုတ်အန်ထွက်လာတဲ့အချမ်းဘက်ဆက်တဲ့ကို PDF viewer 18တက်ရင်ကိုတုံညာ3ကရဲဘော်တွေကဂျာဘတ်တက်ခတ်ခဲ့တာဖြစ်တဲ့ကြောင့်လည်းသိရပါတယ်ဒီတက်ခတ်မှုအတွင်းမှာတိုက်ပွဲမိနစ်20ကန်ဖြစ်ပွားခဲ့ပါတယ်အချမ်းဘက်ဆက်တဲ့ဘက်ကစစ်သား10ဦးသေဆုံးတယ်ဒေါ်လာရေးရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်ကဲမင်္ဂလာသတင်းတွေပေါ့နော်ဒါလေးတွေတော့တောက်လျှောက်ပြီးသားစုတွေကြားနေရတာဖြစ်ပါတယ်သတင်းကောင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာ video file လေးကြည့်အောင်ပါပထမဦးစွာကျွန်တော်တို့ Star Store ပေါ့နော်ကိုရဲဝင့်သူ ကိုရုံးကသူကလက်ရှိမှာဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့မှသူပြောတာတဲ့အကြောင်းအရာလေးကိုကျွန်တော်အားလုံးအတူတူနားထောင်ကြည့်အောင်ပါဒေါ်လာရင်းရဘယ်လိုပြီးမှလဲရှင်းတယ်တနိုင်ငံလုံးဘာလုံးနေလဲဘောမှမတူတာတနိုင်ငံလုံးကပြည်သူတရက်လုံးဟာလဲနေလေအောင်မြင်းသောမကြံပြည်သူလူလူကြီးဟာဒေါ်လာရင်းကိုဘလောက်ထိမေမနာညာမနာစိတ်အားထက်သွားသွားနဲ့ပဝင်လုတ်ကန်နေကြတယ်အာဏာရှင်ကိုတွန်းလှန်နေကြတယ်မတရားမှုတွေကိုတွန်းလှန်နေကြတယ် ်ချုပ်ချယ်မှုတွေကိုတိုက်ဖျက်နေကြတယ်လေကြီးပွားမှုတွေဒါလေဟမ်အဲဟို celebrity ကဟိုအဖြစ်လိုက်ပါသွားလိုက်အဲဟို iPhone 15 12ပါသွားလိုက်ဟိုဟာလေးအသေးကွဲလိုက်နဲ့ feel လိုက်ဒီလောက်နဲ့တော့မရဘူးလေဒါဆိုတော့အဲ့တိုင်းနေအဲ့တိုင်းကိုခင်ဗျားတို့နေတတ်သွားပြီလားမေးလေအဲ့တိုင်းနေတတ်တဲ့လူတို့ကြီးဖလားလို့များလဲအဲ့ဝင်စီ your common place อืมဆရာဟိုကျွန်တော်တို့ကအဓိကတော့လေ တခါလေကြာရင်လေကိုရီးယားတော့ကိုဘွားကိုယင်းပြီးတော့မှဒီဒေါ်လာရင်းထဲမှာပေါဝင်လာခဲ့တယ်လို့တော့ဥစ္စာမျိုးတော့မပြောချင်ဘူးဒါပေမဲ့ဒီဒေါ်လာရင်းကဒေါ်လာပြည်သူဆိုတဲ့ဒါကျွန်တော်တို့လူထုတရက်ပဲလုံးလို့မရအောင်မြန်မာနိုင်ငံမှာရှိနေတဲ့ပြည်သူမှန်သမျှကဒီစစ်အာဏာရှင်စနစ်ကြအောင်လို့လုံးဝမှာဖြစ်တယ်။ဒါပေမဲ့တချို့တွေကကြတော့အဲသူတို့ရဲ့မိသားစုအရေးတွေစီးပွားရေးတွေဥမာအမှုပညာသမားဆိုတဲ့သူတို့အမှုပညာဆက်မလုပ်ရမှာရောပါရော အဲ့လိုမျိုးပေါ်လေတကူကြီးတခါရသမားတွေပေါ့တကူကောင်းသမားတွေများနေရတဲ့ကြောင့်မို့လို့ဒီတိုလန်ရေးကတော်လန်ပြည်သူဆိုတဲ့လူလူတရက်ကပဲဟောပြောမှာဆိုရင်စစ်အာဏာရှင်ကိုတိုက်နေတဲ့အဥ္စာမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့အချိန်ကာလကတော့ကျွန်တော်တို့အဲဒီထက်ပိုပြီးတော့မှဂျာရင်လဲဂျာသွားနိုင်တယ်ဒို့ပေမဲ့ဇွဲမလျှော့ပဲနဲ့ကျွန်တော်တို့ဒီကောင်တွေကိုကျူးကျူးစသန်းနဲ့ညီညီညွတ်ညွတ်နဲ့တိုက်မယ်ဆိုရင်တော့ဒီကောင်တွေကိုမနိုင်စရာအကြောင်းမရှိပါဘူးနော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တိုင်းနိုင်ခဲ့တဲ့နေရာတွေလည်းအများကြီးပဲစခန်းလာမြို့လား ူဟာမူလားတရေမူလားကျွန်တော်တို့မဖမ်းနိုင်ခဲ့တဲ့သူလည်းမရှိဘူးမရှင်းနိုင်ခဲ့တဲ့ကောင်လည်းမရှိဘူးအဲ့တော့စစ်တပ်ကြီးရဲ့အခြေအနေကိုလည်းအားလုံးကသိပြီးသားဖြစ်ပါတယ်အဲ့တော့တစ်တုံညာတစ်ခုစစ်စင်ရေးတို့ဘာလို့မှအခုဘလောက်တော်မှဒီကောင်တွေဖွဲ့စည်းပုံတွေပြတ်သွားလဲတေးကြတကွတော့ကျွန်တော်တိုင်းသားလက်နက်ကင်တွေကိုထောက်ပို့ပြည်သူတွေကိုအကုန်လုံးပေါ်အားလုံးတွန်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့မှလုပ်နေတဲ့ညီကိုတွေအားလုံးစုပေါင်းပြီးတော့မှတိုက်မှတာလေဒီစစ်အာဏာရှင်ကအမြန်ဆုံးကြပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ Federal Democracy နိုင်ငံတော်တစ်တခုကိုရောက်ရှိမှာဖြစ်ပါတယ်လို့ပလတာကြီးကပြောလိုက်ပြရစေ။ โอเคပါဆိုတော့နောက်ထပ်ဗီဒီယို file လေးတစ်ခုကြည့်အောင်ပါဒါကတော့တခီးငွေပူပေါ့နော်အဘောမရယ်နဲ့မင်း online လို့တက်တိုက်ကို share ဖြုတ်တဲ့နေရာမှာပေါ့နော်ဒါဆရာတစုဖြစ်တဲ့ကျွန်တော်ရဲ့ idol ကြီးတခီးငွေပူသူပြောတာလေးလည်းနားထောင်ကြည့်အောင်မင်းတို့ပထဝီနေရာမှာယူကောက်ဝဲလောက်နေပြီဟင်သူတို့ဘာစင်လို့သူတို့ဘာသူတို့နိုင်သူတို့ဘာသူတို့ပြန်အုပ်ချုပ်အဲဟမ်အဲ့အဲ့မှာကြုံဘွားမှာလေမင်းတို့ကြုံဘွားမှာလေ ်ငါတို့ကတခင်ဘောကရင်ပြီပါရင်အာချောင်းပဲဟမ်အဲ့လိုအာချောင်းမှုအတော့ကိုငါလုံးမစွန့်စားထားတာဟမ်အဲ့လိုအာချောင်းအာချောင်းနိုင်အောင်စွန့်စားထားတာဟမ်ငါတို့ကရောက်နေပြီးသားတွေဆိုတော့တိုက်ပြီးတော့စွန့်စားရမလို့တတချို့ကစွန့်စားထားတာပြီပါအာချောင်းမှုလीဟမ်ဟမ်မင်းတို့မအေလူးမြောက်ဆဲကျင်လို့လေသိလားဟမ်ဟမ်တချို့ကကြားရနီးနေကိုနိုင်ငံခြားအောက်ထွက်ပြီးတော့အာချောင်းနိုင်အောင်လीဟ 比巴干的阿们朝呢，阿们朝那们路，阿路阿朝那不送阿达了，啊，现哩北沙啥了？嗯，人家讲嘛，江西嘛，包括没那没没往那路亏得长沙大米嘛没得，这样来讲的啊，然后牛肉都白啊，哎，嗯，牛肉牛肉都泰国的呀，都日本的白啊，没那不会欧洲的有，比多比多的牛压扁，啊，收扁都都地处江西多呗，这里欧洲那点冇有，嗯，啊。 ကောင်းသားတာပေါ့ပလပလပေါင်းတို့ရင်လုံလုံကြုံကြုံနဲ့လမ်းလျှောက်ရေးတယ်อืมဟမ်တော့သူများနိုင်ငံကောင်းသားအောင်ထားတာလို့ကောင်းသားတာလေပြီးပါရောက်တော့အစ်တတယ်မလားလူလိုသူလိုနေရတယ်ကွာဟမ်လူလိုသူလိုနေရမင်းတို့လူလိုသူလိုမနေရတဲ့ဘုရားခွေးဘဝမှာပြောနေတာမင်းတို့ကဘယ်လိုဘယ်လိုပြောမလဲချီးရင်းတဲ့လောက်ဘဝမှာပြောနေတာဟင်းနော်ဟုတ်တာပဲဟိုပြောလဲပြောချင်းစရာပဲနော်ပြောလဲပြောချင်းစရာဘာလို့ ကျုပ်ပြောကြတယ်ကျွန်တော်ဆက်တဲ့ဘောမနေတဲ့ကောင်းလေးပေါ့ဟာမင်းတို့နိုင်ငံသားကနေအာမချောင်းနေပြည်တွင်းထဲမှာလာပြောအေးငါတို့ပြည်တွင်းထဲမှာလည်းပြောခဲ့ပြီးပြီလေမင်းတို့မထွေးမေးအောင်လိုင်းအပါဝဲဆက်တဲ့ဘောမတစ်တိုက်ကနားထောင်ခဲ့လို့လားဟမ်အဲ့ကြောင့်မို့လို့ငါတို့ပြီးပါထွက်ခဲ့ရတယ်ပြီးပါထွက်ချင်လို့လို့ထွက်ခဲ့တာမဟုတ်ဘူးတော့ငါတို့တွေမှလည်းငါတို့လှုပ်ချင်တဲ့အကြောင်းအရာတွေအများကြီးရှိတယ်ဒါ့ပေမဲ့ငါတို့ကတော့ရှင်းတယ်ကွာငါတို့ပြီးပါမှာရှိနေတာကပြည်တွင်းမှာရှိနေတာတစ်ပို့ပြီးတော့မှငါတို့တော်လိုင်းရေးအတွက်ကိုအလုပ်ပို့လုပ်နိုင်တယ် ဆိုတော့ဟိုငါတို့ဘာလုံးနေလဲဆိုတော့မင်းတို့ကမင်းတို့စုံစမ်းကြည့်ပေါ့ငါတို့ကတော့မင်းတို့တကူးတကန်လိုက်ရှင်းပြနေအောင်မင်းတို့ကဘလောက်ဘလောက်ထိငါတို့ရဲ့ဟိုဒီလက်ရှိဖြတ်တန်းနေတဲ့ကာလတခုမှာမင်းတို့ကဘလောက်တောင်မှဘောင်ဝင်ခဲ့တဲ့ကောင်တွေမို့လို့လဲဘောင်ဝင်တဲ့ကောင်တွေမို့လဲအဲ့တော့ဘောင်ဝင်တဲ့ကောင်တွေကိုငါတို့ကစောက်ကြီးစောက်ကြီးအချိန်ပေးပြီးလက်ရှင်းပြနိုင်ရလောက်တဲ့ထိငါတို့မှအချိန်မရှိဘူးအဲ့တော့ငါတို့ပြပမှာအာချောင်းနိုင်ဖို့အတွက်ကိုငါတို့မှလည်းရင်းရတဲ့ဘဝတွေရှိတယ်အဲ့ဒါတွေကိုလည်းမင်းတို့သိစေချင်တဲ့ကြောင့်မို့လို့တခင်းငွေပိုးရဲ့ဗီဒီယိုဖိုင်နဲ့တကွာမင်းတို့ reaction လုပ်ပြီးတော့မှပလာတိုက်ကြီးကမင်းတို့ဆက်ဆက်နဲ့နားထောင်လို့ရအောင်လို့ဆက်ဆက်နဲ့ ကြည့်ပြီးတော့မှမင်းတို့ကြိတ်မနိုင်ခဲမရဖြစ်အောင်လို့ platter ရဲ့ဒီ video reaction လုပ်ပေးတာ okay ဆိုတော့နောက်တဲ့ video file တစ်ခုကိုကြည့်အောင်ပါဒါကတော့ကျွန်တော်တို့ဒါမြန်မာ idol ကနေပြီးတော့မှပေါ့နော်ဒါကျွန်တော်ထွက်လာတဲ့အာကျွန်တော်တို့အဆိုတော်ပေါ့နော်အဲမိုင်းမိုင်းဆိုင်ဆိုအားလုံးလည်းတိကျပါပါဒါကချင်တိုင်းရင်းတို့လေးပေါ့နော်အခုကတော့သူက KIA ပေါ့ KPDO သူလည်းစုံမလုံးစိနေပါပဲနေရာပေါင်းစုံကနေပြီးတော့မှတွန်လိုင်းမှာကန္နာပေါင်းစုံကနေသူပါဝင်နေတာပေါ့အဲ့တော့မိုင်းမိုင်းဆိုင်ရဲ့ဒါကျွန်တော်တို့ပြောစကားတန်လေးတွေတော်လန်စကားတွေကိုကျွန်တော်တို့အားလုံးတူတူနားထောင်ကြည့်အောင်ပါ တော့ကျွန်တော်ကတော့ကချင်တိုင်းရင်သူဖြစ်ပါတယ်အဲလိုင်ဇာဌာနချုပ်မှနေပါတယ်အဲဆိုတော့အမ် PDF လဲဟုတ်တယ်အစုံပလုံပေါ့နော်အဲ့တော့လက်လက်မီတဲ့နေရာတွေမှာတော့ကျွန်တော်တို့ရဲဘော်တွေနဲ့အဲလိုက်ဆောင်တွေ့ဖြစ်တယ်အဲစုံဖူးတဲ့ရဲဘော်တွေလည်းပါရင်ပါမှာပေါ့နော်အဲဆိုတော့တခါတလေလည်းပြဿနာလေးတွေလည်းနည်းနည်းရှာတတ်တယ်ပေါ့နော်ဒါပေမဲ့အဲလူဖြစ်တဲ့အတွက်စိတ်ခံစားချက်အလျောက်အဲ ြောမိဆိုမိလုံမိတဲ့အရာလေးတွေရှိရင်လည်းအဲတော်လန်စိတ်နဲ့ချစ်တဲ့စိတ်နဲ့အလုံးခွင့်လွှတ်ပေးကြပါအဲဘရောပဲဖြစ်ဖြစ်ခံယူထားအော်မိုက်ခံယူထားတာတခုရှိပါတယ်အဲဘလို့ပဲဖြစ်ဖြစ်စိတ်ခံစားချက်ကြောင့်ဘလို့အရာတွေပဲမှားခဲ့တယ်ရှိတော့ဗောနော်အဲကိုကိုကိုခံယူထားတာတော်လန်ရေးအတွက်ဆေးမဖြစ်ချင်နေအစိတ်တော့မဖြစ်စေရဘူးလို့အနေရန်ခံယူထားပါတယ်။အဲဒီတော်လန်ရေးပြီးတဲ့အထိရဲဘော်တို့နဲ့အတူတူရှိပါမယ်။ဆိုတော့တခုပြောချင်တာကဆရာတို့လည်းအများကြီးပြောထားပြီဆိုတော့ကျွန်တော်အများကြီးတော့မပြောတော့ဘူးနော်။ အာအရင်တော့ကျွန်တော်တို့ဘာမှမရှိသေးခင်တောင်မှကျွန်တော်တို့ရဲဘော်တွေကအချင်းချင်းစီလုံးပြီးတော့ချစ်ကြတာပေါ့နော်အခုဒီလိုမျိုးအဖက်ဖက်ကပြေဆုံလာတဲ့အချိန်ဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့အာကောင်းမွန်တဲ့ပို့ပြီးတော့အာအားရစရာကောင်းတဲ့တိုက်ပွဲတွေပို့ပြီးတော့ပေါ်ဆောင်နိုင်ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်မြင်တယ်အဲ့လိုပဲခံယူရတယ်ဒါပေမဲ့ပို့ပြီးပြေဆုံလာလေလေကျွန်တော်တို့ကတွေးကွဲတာတွေများလေလေဖြစ်လာပေါ့နော်อืมဟုတ်တယ်ဘာဖြစ်လို့လဲပေါ့နော်ကျွန်တော်တို့က အဲပြေဆုံးတဲ့တန်းကိုမခံနိုင်ကြတာလားဗောနော်အဲကျွန်တော်တို့အဲပိုပြီးစီးလုံးလာရမယ့်အချိန်မှာအဲပိုပြီးတော့အင်အားကြီးလာရမယ့်အချိန်မှာကျွန်တော်တို့ကလိုက်ပြီးတော့လိုက်အဖတ်ဆယ်နေရတယ်လို့ဖြစ်နေရအဟိုတယောက်ကဟိုလိုဖြစ်လို့ဟိုတယောက်ကလိုက်ချော့ရတယ်ဒီတယောက်ကဒီလိုဖြစ်လို့ဒီတယောက်ရဲ့အပြစ်ကိုတယောက်ထောက်ပြတာတဲ့အပြစ်ပြောတာတဲ့အရင်နည်းနည်းတော်လန်ကြီးကလေအာသက်စရာမကောင်းဘဲနဲ့ အာဘယ်လိုပြောမလဲလိုက်အဖတ်ဆယ်နေရတာမျိုးကမဖြစ်တင်ဘောနော်ဆိုတော့ကျွန်တော်တို့အချင်းချင်းမှာကျွန်တော်မားတဲ့အခါရှင်လဲကျွန်တော်ပြောပါဆုံးမပါအဲအများရန်ခံယူပါတယ်ဆိုတော့ကျွန်တော်အချင်းချင်းမှာလဲဒီလိုကိစ္စလေးတွေရှိရင်လဲအဲဒီတော်လန်ရေးလမ်းမဖယ်သွားအောင်အာမလျော့သွားအောင်လို့အချင်းချင်းအတိပေးတတိပေးရနဲ့ပြီးတဲ့အထိတော်လိုင်းရအောင်တဲ့အထိကျွန်တော်တို့အတူတွားရအောင်လို့အဲကျွန်တော်ချစ်ရတဲ့ရဲပေါ်တဲ့အားလုံးကိုခွာပေးချင်ပါတယ်။อืมဆိုတော့ဟိုလက်ရှိမှာက လက်နဲ့ရှိတယ်လို့ကလည်းရှိတဲ့အလျောက်သူတို့မှလည်းသူတို့အခက်ခဲဆိုတာရှိတယ်ဗျလက်နဲ့မပြည့်စုံတဲ့သူကလည်းမပြည့်စုံတဲ့သူလျောက်အခက်ခဲရှိတယ်တော်လန်ရေးမှာကတော့လက်ရှိဒီတော်လန်ရေးမှာပါဝင်နေတဲ့ပြည်သူပဲဖြစ်ဖြစ်ရဲဘော်ပဲဖြစ်ဖြစ်အကုန်လုံးပေါ့ everything everyone အကုန်လုံးကတော့အခက်ခဲရှိကြတယ်ဒို့ပေမဲ့အဲ့ဒီအခက်ခဲတိုင်းကိုကျွန်တော်တို့ကတယောက်နဲ့တယောက်ညှိယူပြီးတော့မှသာလေဒီဆက်အနာရှင်ကိုဒီအဖွဲ့တွေပေါ့တော်လန်အဖွဲ့တွေအားလုံးပူးပေါင်းပြီးတော့မှတိုက်မှသာလေနိုင်မှာဖြစ်တယ်ဒါကိုလည်းသိစေချင်တယ်ပေါ့ ဓိကတော့စစ်တပ်ကလက်ရှိအခြေအနေတခုမှာတော့သူတို့ကဒါပြည်သူစစ်မှုတန်းဆိုရက်ဒါကျွန်တော်တို့ပြည်သူတွေကိုဒီတိုက်ပွဲတွေခေါ်သွင်းပြီးတော့မှတပ်ပစ်နေတဲ့ဒီစစ်မှုတန်းဥပဒေရှိနေတဲ့ကြောင့်မလို့ဒီကောင်တွေမှာကလူရင်အားကအင်မတန်မှများတယ်သို့တော့ဒီကောင်တွေမှာ quantity ပဲများတာပါ quality ကတော့တက်မလာတဲ့အတွက်ကြောင့်မလို့အမြဲတမ်းလို့လို့မှာခမရအင်အား80ခန်းနဲ့တက်လာလဲဂိမ်းတာပဲအင်အား100နဲ့တက်လာလဲစစ်ကြောင်းထိုးလဲဂိမ်းတာပဲဒါလည်းတောက်လျှောက်မိသားစုတွေမြင်ကြမှာပါဆိုတော့ကျွန်တော်တို့ညီညာနဲ့သွားဖို့လို့လဲစီစီလုံးလုံးနဲ့သွားဖို့လို့ရတယ် ဟိုခြေတန်လုံးလုံးနဲ့သွားဖို့လို့လဲဓာပြင်ကိုတော်လန်ပြီသူကလည်းလေတန်လုံးဖို့လိုပါတယ်ဒီလိုမျိုးစီလုံးညီညွတ်မှသာလဲစီလုံးညီညာအောင်ချောင်းဖြာနေမှာဖြစ်ပါတယ်ဒါလေးကိုသိစေချင်တဲ့ကြောင့်မို့လို့ဒီမမဲဆိုင်ရဲ့ video file လေးကို reaction လုပ်ပေးလိုက်ရတာဖြစ်ပါတယ်လုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်ထပ် video file လေးတစ်ခုကြည့်အောင်ပါဒါကတော့ညီမလေးခင်းနေဝေပေါ့နော်တော်လန်ကြီးမှာတဲ့ဒီလိုလူတွေရှိနေသေးတယ်တဲ့ကဲဒါကတော့ကောင်းတဲ့ဘက်ကဆောင်တဲ့ video file လေးပေါ့နောက်ထောင်ကြည့်အောင်တော်လန်ကြီးနဲ့ပတ်သက်ပြီးတော့မှကောင်းတဲ့ဘက်ကဆောင်တဲ့ video file လေးဖြစ်ပါတယ်နောက်ထောင်ကြည့်အောင် တော်လန်ကြီးထဲမှာဒီလိုလူတွေအများကြီးရှိနေလို့တော်လန်ကြီးကအောင်ပွဲတွေရနေရပါအဲ့ဒါလေးကိုလည်းစာလေးနဲ့ဖတ်ပြပါမယ်ဟုတ်ကဲ့ပါဖတ်ပြပါမျောလင်ချင်းလက်ရကန်းမှာငါဟာကြာဆုံးသွားခဲ့ရင်ငါ့ကိုအမိတ်ပြန်စရာမလိုဘူးငါရဲ့ဇာပနာကိုကြီးကျယ်ခမ်းနားဖို့မလိုဘူးသူရဲကောင်းတယောက်ပါဆိုပြီးတော့ရဲတွင်းနေနေတဲ့အုတ်ကူနီနီကြီးလှုပ်ဖို့မလိုအပ်ဘူး ငါဟာလေးစားခံဖို့တော်လန်ကြီးလုပ်နေတာမဟုတ်ဘူးငါဟာသူရဲကောင်းဖြစ်ချင်လို့တော်လန်ကြီးလုပ်နေတာမဟုတ်ဘူးငါဟာချမ်းသာခြင်းလို့တော်လန်ကြီးလုပ်နေတာမဟုတ်ဘူးငါဟာလူအထင်ကြီးအောင်လို့အာနာမက်လို့တော်လန်ကြီးလုပ်နေတာမဟုတ်ဘူးကို့တာဝန်ရဲ့လို့အလိုက်တိစွာနဲ့လုပ်တဲ့အရာမို့ဘယ်သူမှ ငါ့ကိုသူရဲကောင်းမချီးမွမ်းကြပါနဲ့ဘဒူမာလဲလွမ်းဆွေးတန်းတနေစရာမလိုအပ်ဘူးတိုင်းပြည်ဟာငါတို့မဖြစ်မနေပါဝင်ရမယ်ဆိုတဲ့တာဝန်အတိစိတ်ရှိလာဖို့ပဲညှော်လင့်နေငါမင်းတို့အတွက်စံပြမဖြစ်ခဲ့ရင်တောင်တော်လန်ရေးမှာနာမည်ဆိုငါမှမရှိဘူးလို့လူတိုင်းကပြောလာရင်ကိုအဲ့ဒီပီတီနဲ့နောက်အခါလူဖြစ်ခဲ့ရင် ဟောဒီမြန်မာပြည်မှာလူဖြစ်ခြင်း ਨੇ မြန်မာပြည်ကြီးဟာလောကကြီးရဲ့မကောင်းမှုလူတွေရဲ့မကောင်းမှုဘယ်သူတွေလက်ပိုက်ကြည့်နေနိုင်လဲဆိုတာဘယ်သူတွေတာဝန်အတိစိတ်ရှိတယ်ဆိုတာအချင်းသားကြီးပေါ်လွင်ပြသနိုင်တယ်อืมนางบอกว่าญมปีมาเปลี่ยนมวยพ้ายหินงารุเตปี้อ่ะจูนัดเดตู้แตกนี่เดญมปีจีญินจินมิเด စူးကြော်အလွန်မိုင်းအင်းဆိုတော့တော်လိုင်းရင်းမှာလည်းဒီလိုလူတွေရှိပါတယ်အဓိကတော့ဒီလိုလူတွေကဘယ်လိုလူတွေလဲဆိုတော့နေရာမယူခြင်းပဲနဲ့တာဝန်ပဲယူခြင်းနဲ့သူရဲကောင်းတွေပေါ့ဒီသူရဲကောင်းတွေကိုလေးစားစွာနဲ့ကွန်ပျူတာနဲ့တကြောင်မလို့ဒီ profile လေးကို reaction လုပ်ပေးတာဖြစ်ပါတယ်ညီမလေးခင်းနေဝင်လဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်တို့ ရွှေဘိုဘက်ကပေါ့နော်ရွှေဘိုဘက်ကိုယာဒူးဒူးသွားတဲ့နော်ဒါနန်စီရီယံနော်ပါမောက္ခရည်ရင်လွေဆိုတဲ့ဟာမာကြီးကိုကျွန်တော်ဘက်ကညီကိုတော်တွေကဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှပောက်ကွဲနေတဲ့နော်ချိန်လောင်နေတဲ့ကြော်မျိုးမရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်အောင်ရွှေဘိုဘက်ကိုယာဒူးဒူးအတွက်သွားတဲ့ဆရာမတယောက်ရှိတယ်အဲဒီဆရာမကိုနော်ဟိုနန်စီရီယံပေါ့ဗျဆရာမကို ရန်ကုန်ဝိဇာတိပ်ပံတက္ကသိုလ်ကနေပြီးတော့တွဲဘဘောက်ခရာဓုကနေဝေရွှေဘဝိဇာတိပ်ပံတက္ကသိုလ်ဘဘောက်ခရာဓုဖြစ်နေရာဓုတို့ပြောင်းသွားတဲ့ဘဘောက်ခတင်ချာဌာနရဲ့ဘဘောက်ခဒေါက်တာရီလွင်တဲ့အဲ့ဒါနိုဘာ22ရက်ညနေပိုင်းမှာရွှေဘမူကန်ကြီးလမ်းပိုင်းတနေရာမှာ PDF တွေဖမ်းသွားပါတယ်တဲ့နော်ရွှေသစ္စာဆိုတော့ခီးသက်တင်ရင်နဲ့ပဲလာတာတဲ့အဲ့လာအဲ့ခီးသက်တင်နဲ့ဖမ်းတာတဲ့ဆိုတော့အဲ့ရွှေသစ္စာကလည်းပြောစရာတော့ဖြစ်နေပြီဗျရွှေသစ္စာလည်းနည်းနည်းတော့စဉ်းစားကြရကောင်းတယ်ဘာဖြစ်လို့ဆိုရွှေသစ္စာကပြီးခဲ့တဲ့အိန္ဒိယဗုဒ္ဓဂယာပြန်လာတဲ့ဆရာတော်ဖြစ်ဆရာတော်ကိုဖမ်းတာလေရွှေသစ္စာရင်ပေါ်မှာဖမ်းသွားတယ်ဆိုတော့ ျွန်တော်တခါကြရင်လေအောင်မင်္ဂလာမှာရှိနေတဲ့တချို့အဝေးပြေးရင်လိုင်းတွေဟာလေကျွန်တော်ဟုတ်ရင်တော့ပြောဘူးလေတန်တရာတချို့ရင်လိုင်းတွေကတန်တရာဖြစ်เสียကောင်းတယ်အဲပြောရင်တော့ PDF သတင်းပေးတွေလုံနေတဲ့လူတွေရှိတယ်ဗျာအဲတချို့လူတွေအဲဒီမှာ PDF သတင်းပေးတွေလုံနေရှိတယ်ပြောရင်တချို့လူတွေက PDF တွေစားเสียအောင်တယ်ပေးရင်ပေးနေမလားမသိဘူးတစ်ဖက်လက်နေနေပေါ့နော်ဆိုတော့တခါကြရင်ဟို PDF နေပြီဖြတ်ရတာမို့လို့ဖြတ်ရတာမို့လို့ကျွန်တော်တို့ကလည်း PDF နေမဆက်ဆံရင်မရလို့ပါဆိုတော့လက်ခံလို့ရရင်ပဲ PDF သတင်းပေးလုံတယ်ဆိုရင်ပြဿနာရှိတယ်ဒါလေးခင်ဗျားအဲ့ညာလေးအလွှာပပလေးပါ ပပလေးပါခင်ဗျားတို့ကိုယ်တိုင်စိတ်လူလက်ရပေါင်ရပတ်သက်တယ်ဆိုရင်တော့ခင်ဗျားတို့အကုန်လုံးတောင်းနေရောက်ပါလိမ့်မယ်အဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်ဘူး तू ကသူကျွန်တော်တို့လည်းမတက်တာတော့တနားကြီးထောက်ထားမှာတော့ပြောလဲပြောရတာပေါ့ဆိုတော့မျိုးဆိုရင်တော့တကယ်လေးရှောင်လို့ရမယ်တကယ်ဟုတ်လားမေးစရာဖြစ်လာတယ်ဒါဆိုတော့ဒီလမ်းကြောင်းတွေကိုပြန်တဲ့အခါမှာရွှေဘက်တွေပြန်တဲ့အခါမှာလမ်းတွေမှာဘေးတွေမှာကားတွေမိုင်းတွေထောင်ထားတယ်မိုင်းတွေထောင်ထားတဲ့ဟာကိုဘယ်နေရာမိုင်းမရှိဘူးရှိတယ်ဆိုတော့ကားသမားတွေကသိပါတယ်တဲ့ဆိုတော့ဒါတွေကဆက်ဆက်တယ်ပေါ့နော် PDF တွေထောင်ထားတဲ့မိုင်းရှိတဲ့နေရာကိုကားသမားတွေကသိတယ်ဆိုတော့ ားသမားတွေပြီးရဲ့ကြားမှာ link တစ်ခုရှိတယ်ဆိုတော့အတိတ်ပဲတက်ရောက်တယ်ဘလို့ link လဲကောင်းသော link လားမကောင်းသော link လားဆိုတော့နောင်တော့စဉ်းစားလို့ဖော်ထုတ်ရင်တွေ့မှာပေါ့ဗျာကိုတော့လောဆိုတော့နင်းထိုင်နေတဲ့တိုက်ပြည်အတွက်တမိုးရှိလာပါတဲ့ပမောက်ခရာလူတူသွားတယ်ပမောက်ခရာလူတူတယောက်အဆင့်ရှိတဲ့ဆရာမတယောက်ကို PDF တွေကဒီလိုမျိုးဖန်ဆီးသွားတယ်ဆိုတာတော်တော်တော့မိုက်ရိုင်းယူကန်တယ်လို့ရပါအဲတော့ကျွန်တော်တို့တော်တော်စိတ်တော့ပူပါတယ်ဘာပြီးတော့ဒါလေးတွေကမကောင်းပါဘူးအဲ့တော့တပ်ပေါ်အနေနဲ့လူကြီးတပ်ဖွဲ့အနေနဲ့ဒီကိစ္စတွေကိုကြက်ကြက်နနခြေမုံးဖို့တော့လိုပြီးလို့တော့ကျွန်တော်မြင်တယ်လို့ပြောရင်းနဲ့တလောက်ပါ ืมဆိုတော့ငါတို့ညီကိုတွေကွာဖမ်းမဲဖမ်းတာကွာတက်မင်းတို့လို့တက်ပြစ်တဲ့ဟာမဟုတ်ဘူးဒီလားမင်းတို့လို့ဟိုမင်းတို့နဲ့မတူတော့မင်းတို့အာမပေးတော့ဆိုပြီးတက်ပြစ်တဲ့ဥစ္စာမျိုးမဟုတ်ဘူးငါတို့ကရှေ့မှာပြောပြီးတာငါတို့ရှင်းခဲ့တာဒလန်ဆိုပြီးခေါင်းစဉ်တက်ပြီးရှင်းခဲ့တာမဟုတ်အဲ့ဒီကောင်တွေကဒလန်မို့လို့ဆိုတော့ဒီမျိုးသမီးကရောဟိုဒီရီလွင်ဆိုတဲ့ဟာမကြီးရောသူကကွာထားပါတော့စက်တက်နဲ့ပတ်သက်ပြီးတော့မှတရေမင်းမဟုတ်ဘူးဆိုတော့မှသူ့မှာငါတို့တွေဖမ်းရလောက်တဲ့အထိအချောင်းပြချက်ကတခုပဲရှိတယ်ဗါလေနန်းစီတရံမို့လို့ ဟမ်နန်းစီရီယံလုတ်ပြီးတော့မှဆက်တက်ထောက်တိုင်လုတ်နေပြီးတော့မှသူကလက်ရှိအခြေအနေတခုမှာပညာရေးနဲ့လူငယ်တွေကိုចောင်းသားလူငယ်တွေကိုအစိတ်ခတ်နေတဲ့သူမျိုးလို့ငါတို့ကဖမ်းတယ်ကွာရှင်းရှင်းလေးပဲတေးကြတာတခုကတော့ဟိုသူ့ဘာသူဆက်တက်သတင်းပေးဟုတ်ဟုတ်မဟုတ်ဟုတ်ကွာနန်းစီရီယံဆိုရဲသူ့မှာအပြည့်ရှိတယ်ကွာငါတို့ကတော့ဒီလိုပဲခံယူတယ်ဘာလို့ဆိုတော့ဒါတော့စုပ်ပြတ်တတ်နေတဲ့အတိုင်းပြည်မှာပညာကောင်းကောင်းသင်ကြားလို့မရတဲ့လူတွေအများကြီးပဲ ဒီလိုဟာတွေအဲဒါမှဒီလိုဒီလိုဆီယာမဆိုတဲ့ဟာမှကိုချင်းမစားပဲနဲ့သူ့ရဲ့ career တစ်ခုပဲအဆင်ပြေအောင်လုပ်နေဆိုတဲ့ဒီလိုကိုချင်းစားသိမ်းမရှိတဲ့ဟာမကိုဖမ်းလာငါတို့ကနဲတော့နဲသေးတယ်တော့ပြောလိုက်ချင်သေးရေနော်အဲ့တော့မင်းလဲမင်းလဲဟိုအဖြစ်မနေနဲ့နော်တနာမနေနဲ့အစိမ့်တက်လာရင်ဟိုမင်းဖမ်းခံရလဲမင်းကိုဝမ်းနေမဲ့သူရှိမှမထင်မိမိသားစုကလည်းမင်းကိုဝမ်းနေမဲ့သူတယောက်မှမရှိဘူးအဲ့ဒါမင်းတို့လက်ရှိဖြစ်ပျက်နေတဲ့အာရမောက်ကိုအားပေးတဲ့ကောင်တွေရဲ့ဖြစ်စဉ်တစ်ခုပဲဒါလေးကိုသိစေချင်တာနော်ဆိုတော့ အားလုံးကျေးဇူးများအိတ်တင်ပါတယ်နောက်တစ်ခေါက်မှာပြန်ဆက်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Plata Review Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးရမျိုးတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြီးချမ်းသာခြင်းနဲ့တတော်တော်ကပြည့်ဝနိုင်ကြပါစေဗျာ